ော်လန်ပြည်သူပေါင်းလို့ရှင်ဒီတစ်ပတ်အတွက်ဘဲတော်လန်အဖွဲ့တွေကိုကူပြီးကြလှူပြီးကြပြီလဲရှင်သူ့ရဲ့ကူကြမယ်လှူကြမယ်စီစဉ်ရနေတော်လန်ပြည်သူတွေရဲ့ဒီအခက်ခဲကိုတတ်နိုင်သမျှကူညီဖြေရှင်းပေးကြပါလေတော်လန်ခီးရဲ့အရွေးတွေမှာအောက်တစ်ချက်သေးတဲ့ဘွင့်ဖြစ်ကိုရိုင်းပါဝေထွန်းဆက်နိုင်ဖို့ကူကြမယ်လှူကြမယ်ဟယ်လိုတော်လန်ပြည်သူပေါင်းလို့ရှင့် တို့ရဲ့ပတ်စင်တင်ဆက်ပေးနေကြ PPTV ရဲ့ကိုကြမယ်လှူကြမယ်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ပြီးခဲ့တဲ့ကာလတွေက လုပ်ခဲ့တဲ့ကမ်ပိန်းတွေရည်မှန်းထားတဲ့တားဂက်တွေရောက်တဲ့အထိဝိုင်းဝန်းပေးခဲ့ကြတဲ့တော်လှန်ပြည်သူပေါင်းကိုကျေးဇူးတင်စာဥစွာပြောတင်ပါတယ်ရှင်။ဒီလိုလူတို့တရက်လုံးအားဆိုရင်တော်လိုင်းမှာရရနေတဲ့အဆိုင်မမပါဝင်နေသေးပဲဖြစ်တယ်ဆိုတာကိုဒီကမိန်အောင်မြင်မှုတွေကနေတနည်းတစ်ပုံနဲ့ညွှန်ပြနေတာပါ။ကဲဒါဆိုရင်တော့သူပထမဆုံးပြောပြပေးမယ့်ကမိန်ကတော့ ချောင်းနေပြမီ6မြို့စီကမင်းဖြစ်ပါတယ်။ကမင်းတာဂက်ကတော့7သိန်း1000ဖြစ်ပြီးတော့ကမင်းကာလာကတော့ဒီဇင်ဘာ3ရက်ကနေ2026ခုနှစ်ဖေဖော်ဝါရီလ3ရက်အထိဖြစ်ပါတယ်ရှင်။ဒီကမင်းကို6မြို့နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့6ပါကဖပြုလုပ်ကြပါ။6မြို့နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့စစ်စင်ရေးဖော်ဆောင်ရမှာလိုအပ်ချက်တွေဖြည့်ဆည်းနိုင်မှုအတွက်ရည်ရွယ်ပြီးတော့အခုကမင်းကိုပြုလုပ်ရတာလို့လည်းပြောထားပါဗျ။အညာဒေသအဆိုရင်အစ်တက်ဖက်စစ်အုပ်စုကို စစ်ရေးနိုင်ငံရေးအုပ်ချုပ်ရေးအဘက်ဘက်ကနေပြီးတော့ဆန့်ကျင်တွန်းလှန်နေတဲ့ဒေသတခုလည်းဖြစ်ပါတယ်။ဒီလိုမျိုးအကြမ်းဖက်ဆဲအုပ်စုကိုတွန်းလှန်မှုအတွက်ပြည်သူတွေရဲ့အားပေးကူညီမှုတွေများစွာလိုအပ်နေရပါအခုလည်း6ပါကဖားကစစ်စင်ရေးတွေမှာအသုံးပြုဖို့အတွက်ရည်ရွယ်ပြီးတော့ရှောင်းနီပြမီ6မြို့စီကမ်ပိန်းကိုပြုလုပ်နေရဖြစ်ပါတယ်။ပြည်သူတွေအနေနဲ့အခုကမ်ပိန်းမှာပါဝင်ကူညီပေးကြဖို့အတွက်လည်းသူကမြစ်တာရက်ခံပြရစေရှင်။ ကမ်ပိန်းမှာပါဝင်လိုသူတွေအနေနဲ့အခုဖော်ပြထားတဲ့ link နဲ့ QR code တို့ကနေတွားရောက်ထောက်ပို့ပေးနိုင်ပါတယ်ရှင်။အခုပြောပြပေးမယ့်ကမ်ပိန်းကတော့ပြည့်ချင်ရပြည့်နမည်မပြတ်နေ CPPS ကမ်ပိန်းနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ CPPS ဆိုတာက Care, Protect, Participate and Support ဖြစ်ပါတယ်ရှင်။တော်လှန်ပြည်သူတွေရဲ့ချစ်ချင်းမြတ်တာစောင့်ရှောက်မှု ကာကွယ်မှုနဲ့အားဖြင့်ပါဝင်ပေးမှုတို့အတွက်ရည်ရွယ်ထားရလည်းဖြစ်ပါတယ်။အခုကမ်ဘဲကို အထူးကွန်မန်ဒိုတက်ရင် P2 9914ကပြုလုပ်ထားတာပါ။ဒီကွန်မန်ဒိုတက်ရင်ဆိုတာကဘကိုးတိုင်းစစ်ဒေသစစ်စင်ရေးနယ်မြေနှစ်မှာပါဝင်တဲ့တက်ရင်တစ်ဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။အထူးကွန်မန်ဒိုတပ်သားတွေဖြစ်လာဖို့အတွက်ကအပြင်းအထန်အကြမ်းတမ်းဆုံးတဲ့လေ့ကျင့်မှုတွေကိုဖျက်ချော်ခဲ့ရပြီးတော့မှစစ်ရေးဖော်ဆောင်တာမှလည်းအမှန်တကယ်အားကိုးရတဲ့တိုက်ခိုက်ရေးအထူးပြုတပ်ရင်းတစ်ခုလည်းဖြစ်ပါတယ်။ အခုကမေရရရှိလာတဲ့ရန်ပုံဝင်တွေကို အထူးကွန်မန်ဒိုတက်ရင်အတွက်ထောက်ပံ့သွားမှာလည်းဖြစ်ပါတယ်ရှင်။ကမေတာဂက်ကတော့7သိန်း3000ဖြစ်ပါတယ်။ကမေကာလာကတော့သတ်မှတ်မထားသေးပါဘူးရှင်။တော်လန်ပြည်သူတွေအနေနဲ့အထူးကွန်မန်ဒိုတက်ရင်ရဲ့ကမေမှာပါဝင်ကူညီပေးကြပါအောင်လို့သူကတိုက်တွန်းချင်ပါတယ်ရှင်။ကမေမှာပါဝင်လူသူတွေအနေနဲ့အခုဖော်ပြထားတဲ့ link နဲ့သူကကုတ်တုကနေတွားရောက်ထောက်ပို့ပေးနိုင်ပါတယ်ရှင်။ Defense Operation 4 DO4 ဆိုတဲ့ campaign နဲ့ထပ်မံပြီးတော့မိတ်ဆက်ပေးခြင်းပါတယ်ဒီကမင်းကမိုးကုံမြို့အနီးတစ်ဝိုက်ကမန္တလေးစစ်ဌာနအောက်မှာရှိတဲ့တန်ရင်းလေးဖွဲ့ကိုထောက်ပံ့မှုအတွက်လှုပ်ဆောင်တဲ့ကမင်းလေးဖြစ်ပါတယ်။ကမင်းကာလာကတော့နိုဝင်ဘာ26ရက်ကနေဒီဇင်ဘာ16ရက်ထိဖြစ်ပါလေရှင်။ကမင်းတာဂက်ကစက်သိန်း1000ဖြစ်ပါတယ်။မိုးကုံမြို့နဲ့မိုးမိတ်ကနေ TNL လေးတွေစုတော့မယ်ဆိုတော့မိုးကုတ်ဘူးဟာတန်ရင်းတွေအတွက် ်ဝိုင်းပြီးတော့ထောက်ပံ့မှုတွေလုပ်ကြတာအားရစင်နေဖွဲ့တွေ့ရပါတယ်အခုလေအဲ့ဒီမိုးကုတ်အနာအနီးတစ်ဝိုက်တရင်တက်ဖွဲ့တွေအတွက်အခုကံမင်းကိုလှုပ်ဆောင်နေရပါ The first operation for DO4 ကရလာမယ့်ရှမ်းဘုံငွေတွေကိုကြောက်စဲခရိုင်တရင်တော့ပြင်းဥလင်ခရိုင်တရင်939ပြင်းဥလင်ခရိုင်တရင်913နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ်913တရင်တို့ကိုထောက်ပံ့သွားမှာဖြစ်ပါတယ်။ငါတို့မှငါတို့ဝယ်ရှိရဲဆိုရင်စကားလိုပါပဲရှင်။ TNL ထွက်ခွာသွားတဲ့မျိုးတွေကိုတော်လိုင်းတက်တွေပြန်ထိန်းချုပ်နိုင်မှုအတွက်တော်လှန်ပြည်သူတွေထောက်ပံ့မှုတွေများစွာလိုအပ်နေရပါ။အဲဒါကြောင့် Defense Operation for DO4 ကမ်ပိန်းမှာပါဝင်ကူညီပေးကြပါအောင်လို့ချူဝါတိုက်တွန်းပြခြင်းရှင်။ကမ်ပိန်းမှာပါဝင်လူသူတွေအနေနဲ့အခုဖော်ပြထားတဲ့ link နဲ့ချူဝါကုတ်တုကနေတွားရောက်ထောက်ပို့ပေးနိုင်ပါတယ်ရှင်။အခုနောက်ဆုံးပြောပြပေးစင်တာကတော့တော်လန်ထောက်ကိုဝင်းနေအလှကမ်ပိန်းဖြစ်ပါတယ်။ ကရင်ဒီမှာအခြေချပြီးတော့စစ်ပေးရှောင်တွေအရေးကိုဒီဇိုင်းမမတ်ကူညီလှုပ်ဆောင်ပေးနေတဲ့ကလင်းရန်ကုန်အဖွဲ့ကပြုလုပ်တဲ့ကမ်းမင်းဖြစ်ပါတယ်။ကမ်းမင်းကာလကတော့နိုဝင်ဘာ25ရက်ကနေဒီဇင်ဘာလ9ရက်ထိဖြစ်ပါတယ်ရှင်။ကမ်းမင်းတာဂက်ကတော့7သိန်း1000ဖြစ်ပါတယ်။ကမ်းမင်းရနေရရှိလာမယ့်ရန်မုံငွေတွေကိုပညာရေးခန္ဓာအတွက်20ရာခိုင်နှုန်း၊ကျန်းမာရေးခန္ဓာအတွက်ကတော့20ရာခိုင်နှုန်း၊ညဝေရေးခန္ဓာအတွက်30ရာခိုင်နှုန်းနဲ့ ထောက်ပံ့ရင်ကဏ္ဍအတွက်ကတော့30ရာခိုင်နှုန်းအသုံးပြုသွားမှာဖြစ်တယ်လို့သိပေးထားပါတယ်။စစ်ပေးဆောင်ကလင်းငယ်တွေဒီကိလုံကြုံစွာပညာသင်ကြားနိုင်စေဖို့အတွက်စာသင်ဆောင်စောင့်မယ်။အခမဲ့ဈေးကန်းကိုအာကိုအထပြုနေရတဲ့စစ်ပေးရှောင်းသွေးချင်းတွေအတွက်ကစမ်းမရေးစောက်ရှောက်မှုတွေပေးမယ်။နေရက်စွန့်ကရှောင်းပြင်းနေရတဲ့စစ်ပေးရှောင်းအိမ်အောင်စုတွေကိုစားနေရိတ်ခါမျှဝေပေးမယ်။အသက်ပေးကိုပေးပြီးတော့ရဲရဲဝဝတော်လှန်နေကြတဲ့ຫນွေဥသူရဲကောင်းတွေကိုထောက်ပံ့ကူညီပေးမယ်။ ဒါတွေအတွက်ဖြစ်တယ်လို့နှင်းရံလုံးကသိပေးထားပါတယ်ရှင်တော်လန်ပြည်သူတွေအနေနဲ့အခုကမ်မိတ်လေးမှာလည်းပါဝင်ကူညီပေးကြပါအောင်လို့သူကမြစ်တရရခံပြရစေရှင်ကမ်မိတ်မှာပါဝင်လူသူတွေအနေနဲ့အခုဖော်ပြထားတဲ့ link နဲ့သူကကုတ်တော်နေသွားရထောက်ပို့ပေးနိုင်ပါတယ်ရှင်အခုပြောပြပေးခဲ့တဲ့ကမ်မိန်းတွေရီမန်းထားတဲ့ target တွေပြည့်မီဖို့ကတော်လန်ပြည်သူတွေအင်လိုက်အားလိုက်နဲ့ပါဝင်အားဖြစ်ပေးကြမယ်လို့သူကအပြည့်အဝယုံကြည်ပါတယ်ရှင်။ နောက်ပတ်တွင်မှလည်းဘယ်နေရာမှာကိုရလှူရမယ်ရှာဖွေဖို့ခက်နေကြတဲ့တော်လန်ပြည်သူတွေအတွက်လှူနိုင်ကူနိုင်ကြမယ့်ကမ်ပိန်းတွေကိုထပ်မံရှာဖွေပြီးမိတ်ဆက်ပေးပါမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုကြဖို့အတွက်လည်းဖိတ်ခေါ်ချင်ပါတယ်။ထပ်သွေးမိတ်ဆက်ပေးစီခြင်းနဲ့ကမ်ပိန်းတွေရှိလေဒီပို့စ်အောက်မှာ comment လာရေးပေးလို့ရပါတယ်ရှင်။ငါတို့မှာငါတို့ပဲရှိတယ်ဒီတော်လိုင်းအောင်ဖို့အတွက်ငါတို့ကူမယ်ငါတို့လှူမယ်။